ဆိုတော့အားလုံးပဲမင်္ဂလာပါပြည်ပဘကနေပြန်လည်ကျေးဇူးပါတယ်ဒီဂျီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသွားမယ်အကြောင်းလေးကတော့ကျွန်တော်လက်ရှိစင်ကာပူရောက်တာနှစ်နှစ်ရှိပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီနှစ်နှစ်အတွင်းမှာကျွန်တော်လေ့လာတွေ့ရှိချက်အရာစင်ကာပူနိုင်ငံရဲ့အကြောင်းလေးတွေကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေရင်လည်းကိုကစင်ကာပူအလောက်လာလို့ကိုစူးစမ်းနေတဲ့လူဖြစ်တဲ့ကိုကစင်ကာပူနိုင်ငံရဲ့အကြောင်းကိုလေ့လာပြီးတော့မှလာတဲ့မလာတဲ့စုပ်ဖြတ်နေတဲ့လူတယောက်ဆိုရင်တော့ဒီဗီဒီယိုကြည့်ဖို့နိုင်တော့နေပေါ့နော်ဆိုတော့ဗီဒီယိုလေးကို select ကြည့်ရှုပေးပါကျေးဇူးပါ ဆိုတော့ဆက်လိုက်အောင်ဗျာကျွန်တော်စင်ကာပူရောက်တာအခုဆိုရင်နှစ်နှစ်ပြည့်ပါပြီဆိုတော့ဒီနှစ်နှစ်အတွင်းမှာကျွန်တော်စင်ကာပူနိုင်ငံကိုအခြေဆုံးအချက်တွေကျွန်တော်အများကြီးရှိတယ်ဗျာဆိုတော့ဒီအချက်တွေတဲကမှာကျွန်တော်အချက်၃ချက်ကိုပြောပြပါမယ်ဆိုတော့ပထမဆုံးတစ်ချက်ကတော့စင်ကာပူနိုင်ငံဒီလုံးဝဒီမိုကရေစီနိုင်ငံဖြစ်တယ်ဗျာဆိုတော့ဒီမိုကရေစီနိုင်ငံဆိုတာဘယ်လိုမျိုးပြောချင်တာလဲဆိုရင်တည်ပြီးသားလူတွေတော်တော်များများလည်းသိကြပါတယ်။ဒါပေမဲ့မတည်သေးတဲ့လူတွေအတွက်လည်းကျွန်တော်တခါလေးရှင်းပြပေးမယ်နော်။ကျောင်းမြန်မာလူမျိုးတွေအများကြီး မျောလင့်စောင့်စားကြတဲ့ဒီမိုကရေစီနိုင်ငံဆိုတာကအာကျိုးတွေလူတယောက်ရဲ့အခွင့်အရေးကိုအပြည့်အဝရတဲ့နိုင်ငံလို့ပြောလို့ရတယ်။ပြီးတော့ရင်လက်စားတာမရှိဘူး။ပြီးတော့ရင်လူမျိုးဘာသာကြားမရွေးလူမျိုးခြားပေါ့နော်အဲ့လိုမျိုးလေဒီလူမျိုးခွဲခြားပြီးဆက်ဆံတဲ့ဟာမရှိဘူး။ပြီးတော့ရင် policy ကို law ကိုပေါ့နော် policy လို့ပြောလို့မရအောင် law ကိုသူတို့တောက်လျှောက်လိုက်တယ်ပေါ့နော်အတေချာပေါက်လိုက်ရတယ်။အဘောက်လဲဆိုရင်သူတို့ဥပဒေကိုလေးစားတဲ့ ဒါနိုင်ငံသားတွေလို့ပြောလို့ရပါဘူးเนาะဆိုတော့တအားဒီမိုကရေစီနိုင်ငံလို့အကြံမြင့်ခေါ်လို့ရပါတယ်အဲဆိုတော့ဒီနိုင်ငံကဘယ်လိုမျိုးလဲဆိုရင် opportunity ပေါ့เนาะလူတယောက်ရဲ့အခွင့်အရေးအပြည့်အဝရတယ်ဥပမာအလုပ်သမားဆိုလည်းအလုပ်သမားရဲ့အခွင့်အရေးအလုပ်ရှင်ဆိုလည်းအလုပ်ရှင်ရဲ့အခွင့်အရေးအကုန်လုံးကတန်းတူပဲပေါ့เนาะအာဘယ်သူကိုဒါ तू ကဒီဝင်ကြီးရဲ့တားဖြစ်လို့ तू ကအလုပ်ရှင်ရဲ့တားဖြစ်လို့ဆိုပြီးမှအခွင့်အရေးရတာမရှိဘူးပေါ့เนาะအဲ site site တစ်ခုမှာ security ဆိုရင် security ကိုကျွန်တော်တို့ကြောက်ရတယ်ပေါ့เนาะဒီနိုင်ငံမှာ ဲ့လိုမျိုးပါဆိုတော့ security မှာလည်းသူ့ရဲ့ power ရှိတယ်ကျောင်းနိုင်ငံမှာဆိုရင်တော့မပြောတော့ဘူးเนาะဒါကြောင့်မို့ကျွန်တော်စင်ကိုပထမဆုံးကြိုက်တဲ့အချက်ကတော့လောကဒီမိုကရေစီဖြစ်တဲ့ opportunity ရတဲ့နိုင်ငံဖြစ်တယ်ဆိုတော့လူငယ်တယောက်အနေနဲ့စင်ကာပူကိုလာပြီးအလုပ်လာလုပ်မယ်ဆိုရင်အရန်ကိုမှစ조사ရင်조사တယ်လို့အခွင့်အရေးရတဲ့နိုင်ငံလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါနံပါတ်1အချက်နံပါတ်2အချက်ကတော့စီကံအရန်ရှိတယ်ပေါ့နော်သူစီကံဒီလူဦးတန်ဖိုးဆိုတဲ့အတိုင်းပဲ တို့မြန်မာနိုင်ငံရဲ့အရင်ကဂုံပုတ်တွေကိုတို့ကယူပြီးတုံးထားရလို့တောင်းထင်လို့ရပါတယ်။အဘလို့ဆိုစင်ကာပူနိုင်ငံကအရင်ချိန်တုန်းကလွန်ခဲ့တော့1.20ပေါ့နော်။ဟိုကတော့တန်ခါရလေးတရွာကနေခုချိန်ဆိုတို့ရဲ့အာ1.50ကျော်ဖြစ်လာတဲ့အချိန်မှာအာရှမှာ rank က3ဆင့်နေရာရှိတယ်ပေါ့နော်။အဆင့်3နေရာရှိတယ်။ဆိုတော့ဒီနိုင်ငံကဘလို့ဖြစ်လာလဲဆိုရင်တို့အချိန်ကတို့မြန်မာနိုင်ငံကိုအားကြရတဲ့နိုင်ငံလေးကစီကံအရန်ရှိလို့ပေါ့နော်။ အစည်းကမ်းဘလောက်တိရှိလဲဆိုရင်တို့နိုင်ငံကြီးသားပီတာရေပေါ့နော်တို့တို့နိုင်ငံသားကိုယ်တိုင်ကစည်းကမ်းရှိတော့တို့စည်းကမ်းဖောက်မယ်ဆိုရင်တော့တို့နိုင်ငံသားတွေကအရှိကနေစံပြသွားတဲ့အတွက်လုံးဝမဖောက်ပါဘူးကျိုးဆိုလဲအရင်တော့ကအမိုက်ကိုမြန်မာပြည်မှာနေတော့ကလုံးဝပေါ့နော်ဟိုကိုယ်သဘောကိုယ်စံသားအတိုင်းပဲ ECV အာရှောက်ပြေဟိုရှောက်ပြေဒီရှောက်ပြေပေါ့တကယ်တမ်းဒီနိုင်ငံကိုကျွန်တော်ရောက်လာတဲ့အချိန်မှာတို့ရဲ့နိုင်ငံကြီးသားအရန်ပီတာပါတယ်အမိုက်ဆိုရင် recycle ရိုးရိုးကျော် general wash အများကြီးပေါ့နော်အဲ့လိုမျိုးသူတို့လေတီချာလေးအယောင်လေးနဲ့ခွဲပြီးထားရင်ဒါပေမဲ့အဲ့တိုင်းခွဲပြီးထားလားဆိုတော့လေသူတို့လေတီချာပေါက်လိုက်လို့တယ်ကလေးရအစားပေါ့နော်အဲ့လိုမျိုးပါပြီးတော့ရင်တန်းစီရအရာအားလို့သူကတန်းစီရိုးလေးပေါ့နော်သူရိုးလေးနဲ့အဲလုံးဝမကြုံဒီလားကျောင်းမြန်မာနိုင်ငံလေးပါလို့မဟုတ်သူကအားမနာဘူးပြင်အဲ့လိုမျိုးပေါ့နော်ကျွန်တော်အရန်စီကန်းရှိတာသဘောကျပါတယ်ဆိုတော့နံပါတ်၄နံပါတ်၃အချက်ကျွန်တော်သဘောကျတဲ့အချက်ကငွေကြေးတန်ဖိုးမြင့်တယ်ပေါ့နော်ဆိုတော့စင်ကာပူရဲ့ student meter နဲ့ကျွန်လူနေမှုကိုလည်းကြည့်လိုက်စင်ကာပူမှာ student meter ကျဉ်းကျဉ်းလေးပြီးတော့နောက်တစ်ခုကစင်ကာပူနိုင်ငံရဲ့ area ကကျဉ်းကျဉ်းလေးလူဦးရေက9သန်းရှိတယ် area ကျဉ်းကျဉ်းလေးတော့ကျွန်ပုံမှန်လေးပြောရရန်ကုန်တမြို့သာတော့မရှိဘူးအဲ့မျိုးပေါ့နော် area ကျဉ်းကျဉ်းလေးမှာလူဦးရေ9သန်းမဲနေထိုင်တယ်မြန်မာဒီဗီဒီယိုကြည့်နေတဲ့လူတွေသိလာတော့သိဘူးမြန်မာပြည်မှာလေလူဦးရေ65သန်းနေထိုင်နေဗျာ65သန်းအခုဆိုရင်တန်း80နီးပါးရှိရမြန်မာနိုင်ငံမှာဒါပေမဲ့ကျွန်တော် စင်ကာပူနိုင်ငံမှာ9တန်းပဲရှိ5 million ပဲရှိဒါပေမဲ့အဲ့ဒီ5 million က student pay ကခုနကျွန်တော်ပြောလို့ပေါ့နော်အာဒီရန်ကုန်တမျိုးစာလောက်ပဲရှိအဲ့ဒီအချိန်မှာနေထိုင်တဲ့အချိန်မှာအဲ့လိုနိုင်ငံချင်းချင်းလေးကသူ့ရဲ့ငွေကြေးတန်ဖိုးကအရင်မြင်တာထူးဆန်းမနေဘူးလားဆိုတော့ဘာကြောင့်ထူးဆန်းလဲလို့မေးရင်အစိုးရကောင်းတာတွေပိုင်းနောက်ထားပေါ့နော်အဲ့ဒါအစိုးရကောင်းတာဘာလို့လဲဆိုတော့ပညာရေးမြင့်နေပေါ့နော်ပညာရေးအရင်မြင့်နေသူ့ရဲ့ငွေကြေးတန်ဖိုးကအဲ့တော့မြင့်သွားတယ် ဆိုတော့ကျောင်းမြန်မာနိုင်ငံကတစ်ချိန်ကလည်း Harvard တက်ကလို့ဆိုတာကျောင်းမြန်မာနိုင်ငံမှာရှိသလိုပဲအချိန်ကအရန်ကိုအောင်မြင်တဲ့လူတွေအများကြီးပေါ်ထွက်ခဲ့တဲ့ကျောင်းမြန်မာနိုင်ငံကအခုဆိုရင်အာလုံးဝ lower bracket ကိုရောက်နေပြီပေါ့နော်လုံးဝလုံးဝရောက်နေပါပြီဆိုတော့ထားပါတော့ဆိုတော့ကျွန်တော်အရာအလုံးရှင်လိုက်တဲ့အချိန်မှာနံပါတ်1အချက်ဒီမိုကရေစီနိုင်ငံဖြစ်တယ်နံပါတ်2အချက်စီကံအရန်ရှိတယ်နံပါတ်3အချက်ကတော့ကျောင်းခုနငွေကြေးတန်ဖိုးမြင့်တယ်ဒီလိုလူဦးရေ၅သက်မရှိတဲ့နိုင်ငံအလူမျိုး အများကြီးနေထိုင်နေနိုင်ငံလူမျိုးခြားတွေအများကြီးနေထိုင်နေနိုင်ငံဘာသာတရားတွေအများကြီးကွဲပြားတဲ့နိုင်ငံကအာရှမှာ USA ပြီးတော့ရင်ငွေကြေးအမြင့်မားဆုံးကစင်ကာပူပဲပေါ့နော်ဆိုတော့အရန်ကိုလေးစားအတူယူစရာကောင်းတဲ့အချက်တွေပြည့်တယ်ပေါ့နော်ဒါမဲ့ဟိုကျွန်တော်ခုနပြောသလိုပေါ့နော်ဟိုကိုယ်နိုင်ငံကိုအရင်ရှင်ပြောနေရတာတော့မဟုတ်ဒါမဲ့ဟိုကျွန်တော်ဘာကြောင့်ကြိုက်လဲဆိုတဲ့အချက်တွေကိုကျွန်တော်ပြောပြတာပေါ့နော်ဆိုတော့ ီးတော့လူငယ်တယောက်အနေနဲ့လာသင့်တဲ့နိုင်ငံလို့ကျွန်တော်ကမြင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ culture လည်းတူတယ်ပြီးတော့နောက်တစ်ခု nation နဲ့ပုံစံတွေလည်းတူတယ်အကုန်လုံးကိုကျွန်တော်မြန်မာနိုင်ငံကနဲ့စင်တလောက်ကိုပြောလို့ရတယ်ပေါ့နော်ပြီးတော့ကစုံလာပြည့်ဆိုရက်ရတူးရက်မြက်တွေလည်းရှိတယ်သူတို့မှာမြန်မာနိုင်ငံရဲ့ culture ကိုယူထားသလားလို့ကိုအောင်မေးရတဲ့အထီကို culture တွေစင်တယ်ပေါ့နော်ဆိုတော့လူငယ်တယောက်အနေနဲ့စင်ကာပူလာမယ်ဆိုရင်အရန်ကြီး အများကြီးအများကြီးအတူယူစရာတွေရှိတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုပညာရေးရဲ့အရေးပါပုံကိုစင်ကာပူရောက်ရင်အဲ့လူငယ်တယောက်ကတိသွားလိမ့်မယ်ကျွန်တော်အတွေးမှားနေတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါအဲ့ဒါဘာလဲဆိုရင်ကျွန်တော်လည်းအရင်ကအဲ့လိုအတွေးပဲဘာလဲဆိုရင်ပတ်စံမဲရှာအချိန်ညရင်ပတ်စံရှိရင်ကိုယ်ကဆရာကြီးဖြစ်ပြီလို့ပဲထင်ခဲ့တာဒါပေမဲ့အဲ့ဒါကြီးအမှားကြီးကျွန်တော်စင်ကာပူရောက်လာတဲ့အချိန်မှာကျွန်တော်ဆယ်တန်းအောင်ပြီးပြီပေါ့နော်ဟိုတက်ကလို့ဆက်မတက်ဘူးပေါ့ကျွန်တော်နိုင်ငံကြီးဖြစ်လိုက်ကျွန်တော်ကိုဗစ်ဖြစ်လိုက်နေဆိုတော့တက်ကလို့ဆက်မတက်ဘူး ော့ကျွန်တော်ပွဲမရဘူးပဲထားပါတော့တကယ်ဆိုကျွန်တော်တိုက်ကုတ်သူចောင်းတာပေါ့နော်ဒါပေမဲ့ဒီနိုင်ငံကိုရောက်လာတဲ့အချိန်မှာကျွန်တော်ပွဲမယူရခေါင်းလားဆိုတော့နောက်နာကြီးလုံးဝဝင်သွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီနိုင်ငံမှာကပွဲကမြန်မာနိုင်ငံပွဲကအတုံးမကြဘူးဆိုတာဘယ်သူပြောရလဲပေါ့နော်အရန်လေကျွန်တော်ကကျွန်တော်အရန်တောင်းတာဖြစ်တယ်ပေါ့နော်ဆိုတော့ထားပါတော့ကျွန်တော်လိုမျိုးမဖြစ်အောင်လေနည်းနည်းဒီထဲမှာ sharing လုပ်ပေးတယ်ပေါ့နော်ဆိုတော့ပညာရေးရဲ့အရေးပါပုံတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြောပေးပါမယ် ဒါပေမဲ့လူငယ်တယောက်အနေနဲ့စင်ကာပူလာမယ်ဆိုရင်တော့တေချာပေါက်ပညာရေးလေးလိုလိမ့်မယ်ပေါ့နော်ပညာရေးရဲ့အရေးပါမုံသိကျင်နေဆိုရင်တော့စင်ကာပူလာခဲ့ပါနိုင်ငံသားထွက်ကြည့်ပါအဲ့ဒါဆိုတော့ပညာရေးအရေးပါပုံသိပါလိမ့်မယ်ပေါ့နော်ဆိုတော့အချင်းကျောင်းရမယ်ဆိုရင်ဒီနိုင်ငံကိုလူငယ်တယောက်အနေနဲ့လာတဲ့မလာတဲ့ကတော့လုံးဝလာတဲ့ ਨੇ ပြီးတော့ရင်ဒီနိုင်ငံကိုကျွန်တော်နောက်နှစ်နေပြီးမှသိလိုက်ရတဲ့အချက်တွေဟာဒီမိုကရေစီလုံးဝရှိတဲ့နိုင်ငံဖြစ်တယ်။စီးကံအရှိဆုံးနိုင်ငံဖြစ်တယ်။အာရှမှာငွေကြေးအမြင့်မားဆုံးဒုတိယအမြင့်မားဆုံးကစင်ကာပူနိုင်ငံဖြစ်တယ်ပေါ့နော်။ဆိုတော့ ဒီတုံးချက်ကိုတော့ကျွန်တော်အကြိုက်ဆုံးမလို့ဒီနေ့ဒီဗီဒီယိုမှာ knowledge sharing အနေနဲ့ share ပေးခြင်းဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာတော့ကျွန်တော်ငွေကြီးရဲ့အရေးပါပုံကိုကျွန်တော် sorry ပါနောက်ဗီဒီယိုမှာတော့ကျွန်တော်ပညာရဲ့အရေးပါပုံကိုကျွန်တော်ရှင်းပြပေးပါမယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye